တရေပွဲမှာရီယယ်မက်ဒရစ်ကစားသမားတယောက်အတွက်အစံချိန်တင်ဘလုံးအပြတ်အများဆုံးကစားသမားဖြစ်ခဲ့တဲ့အာနိုရက်ဒေဗယ်ဒါရီကနေပြန်လည်ကျေစုလိုက်ပါတယ်လီဗာပူးကစားသမားဟော့ထရက်အလက်ဇန်ဒါအာနိုဟာတနင်္ဂနွေနေ့တုန်းကအဲချီသင်းနဲ့တပတ်နှစ်ကိုးစီတရေကြခဲ့တဲ့စပိန်လာလီဂါပွဲစဉ်မှာရှာရှာပါပါပွဲထွက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်အာနိုဟာလီဗာပူးသင်းမတော်ကအများနဲ့ပြစ်တယ်လို့တီးကြလာတဲ့ဖြတ်တင်ပေါ်ပေးပို့မှုတွေတိုက်စစ်လိုက်ပါနိုင်စမ်းတွေကြောင့်ကမ္ဘာအကောင်ဆုံးညာအစွန်နောက်ခံသူတို့အဖြစ်သတ်မှတ်ခြင်းကိုခံခဲ့ရပါတယ်သူရဲ့တဲကန်ပေါ်ပေးပို့မှုတွေကလည်းကြောက်ဖို့ကောင်းလာပါတယ် ဒါပေမဲ့ခန်းစစ်ပိုင်းမှာတော့သူ့နေရာကဟာဝယ်ကြီးတစ်ခုလိုဖြစ်နေတတ်တာကိုလေပေါ်ဘူးပိတ်သက်တွေကတီထားပိတာဖြစ်ပါလိမ့်မယ်။အာနိုဟာဒီပွဲမှာညာချမ်းဝင်းပတ်နေတဲ့ကစားခဲ့ရပြီးခန်းစစ်၃ယောက်တန်းဖြစ်ရာအူအဆန်စီယိုဒီယောက်ဆန်နဲ့အေဘာရိုတို့ကိုနီးပြစားပြီးလွန်ဆိုကရွေးချယ်ခဲ့ပါရယ်။အေချီသွေးယူခဲ့တဲ့ပထမဂိုးမှာလည်းအာနိုရဲ့ခန်းစစ်ပိုင်းအားနည်းချက်ကိုထင်းထင်းရှားရှားမြင်တွေ့ခဲ့ရပါရယ်။တိုက်စစ်ပိုင်းမှာအာနိုရဲ့ကစားပုံကတော့မဆိုးဘူးလို့ဆိုရပါမယ်။ရီယယ်မတွေ့ပထမရခဲ့တဲ့ဂိုးကလည်းသူ့ရဲ့ထောင်းကန်ပေါ်ပေးပို့မှုကနေရရှိလာခဲ့တာပါ။ ဒါအပြင်ဂိုကန်သူတစ်ချိန်ပြုတ်လုပေးခဲ့ပြီးအရိကပေးပို့မှုနဲ့၄ချိန်ပြုတ်လုခဲ့ပါတယ်။ဒါပေမဲ့အာနိုဝါ2025ဧပြီလအက်တလက်တစ်ကလပ်ဘီဘာအိုအသင်းရဲ့ပွဲစဉ်ကဗီနီစီယာဂျူနီယာနောက်ပိုင်းရီယယ်မက်ဒရစ်ကစားသမားတယောက်အတွက်ဆန်းရင်တင်ဘလုံးအပြတ်အများဆုံးကစားသမားဖြစ်ခဲ့တယ်လို့နာမည်ကြီးဘလုံးဒေတာကုမ္ပဏီဖြစ်တဲ့ Opera ရဲ့အဆိုအရသိရပါတယ်။အာနိုဟာအဲဂျီနဲ့ပွဲစဉ်တွင်စုစုပေါင်း25ချိန်ဘလုံးပြတ်ခဲ့ပြီးတကယ်ကိုအရှက်ရစရာဖြစ်ခဲ့ပါတယ်။